နိုင်ငံတနိုင်ငံဟာသူ့ထက်အင်အားအဆမတန်ကြီးမာတဲ့စစ်တပ်တစ်ခုနဲ့ရင်ဆိုင်ရတဲ့အခါဘာလုပ်ရမလဲဆိုတဲ့ဒီမေးခွန်းကိုယူကရိန်းကရုရှားနယ်စပ်ပွဲမှာလွန်ခဲ့တဲ့၃နှစ်အတွင်းဖြေဆိုခဲ့ပါတယ်။ယူကရိန်းတို့ရဲ့စမ်းသစ်တူထင်မှုတွေနဲ့တစ်ချိန်ပြီးတစ်ချိန်ကဘာကိုအံ့ဩစေခဲ့ပါတယ်။ဥပမာအနေနဲ့ယူကရိန်းက drone တွေဟာအင်အားကြီးတဲ့ရန်သူတပ်ကိုရင်ဆိုင်တဲ့အခါဘလောက်ထိအသုံးဝင်နေဆိုတာကိုပြသခဲ့ပါတယ်။ ရုရှားရဲ့လူဝင်အားပါမှုကိုအားနည်းစေတဲ့ထက်မြက်တဲ့ခုခံရေးနီးပြူဟာတွေကိုဖန်တီးခဲ့ပြီးရန်သူရဲ့စစ်တပ်ကိုအရင်ကလိုအင်အားမရှိတော့တဲ့စစ်တပ်တစ်ခုဖြစ်ပဲကြံ့ရစ်စေခဲ့ပါတယ်။အခုတော့ယူကရိန်းကအရင်ကထက်ပိုတောက်ပတဲ့အကြံစီတစ်ခုကိုတီထွင်လိုက်ပါတယ်။ရုရှားကိုချိန်မုံမှုကြီးရွယ်ထားတဲ့မယုံနိုင်တဲ့နီးပြူဟာတွေတစ်ခုနဲ့ယူကရိန်းဟာတကယ့် Mad Max style ကိုရောက်သွားခဲ့ပါတယ်။ ဒီနည်းပြဟာကစည်ရေးထိုးစစ်ဆင်မှုဆိုတဲ့သဘောတရားကိုအပြည့်အဝပြောင်းလဲပြလိုက်တာပါမေလ၄ရက်နေ့မှာ Euromate in Prax ကဖော်ပြခဲ့တဲ့အတိုင်း Ukraine ရဲ့ဒီနည်းပြဟာတဲ့ဟာလက်တလောရက်သက်တပတ်တွေအတွင်း Belgorod Oblast ကိုထိုးပေါက်သိမ်းပိုက်ရမှာအဓိကအခိုင်အကဏကပါဝင်ခဲ့ပါတယ်ဒီ Oblast ဟာ Krasnoyarsk နဲ့ Saint-Durey နယ်စပ်ဒေသတစ်ခုဖြစ်ပြီးရုရှားသမ္မတဗလာဒီမာပူတင်ရဲ့တပ်တွေက ယူကရိန်းကိုပရက်စတန်ရကနေအတင်းကြပ်နှင်ထုတ်ခဲ့ပြီးကလေးကယူကရိန်းရဲ့အဓိကအာရုံစိုက်တဲ့နေရာဖြစ်လာခဲ့ပါတယ်။ပူတင်ကသူ့ရဲ့ပရက်စတန်ရအောင်မြင်မှုဟာယူကရိန်းရဲ့အရှေ့မြောက်ပိုင်းဆန်မီကိုဥတီတဲ့ရုရှားရဲ့ထိုးစစ်တစ်တခုအတွက်အခြေခံဖြစ်လာမယ်လို့ထင်ခဲ့ပါတယ်။သူကဆန်မီကိုအဓိကပြစ်မှတ်ထားပြီးပြီးခဲ့တဲ့တစ်လအတွင်းအဲဒီမျိုးကို လေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့နီးပြူဟာတစ်က ပူတင်ကိုသူ့ရဲ့ထိုးစစ်နဲ့ယူကရိန်းရဲ့ထိုးဖောက်မှုတွေကိုခုခံရေးအကြားအာရုံခွဲလိုက်ရအောင်ဖိအားပေးနေပါတယ်။ဒီထိုးဖောက်မှုတွေကရုရှားထင်ထားတာထက်အများကြီးပိုအောင်မြင်နေပါတယ်။ဒါဆိုဒီနီးဗျူဟာတစ်ကဘလို့အလုပ်လုပ်တယ်လဲ။ကာဝေးသုံးသက်သူ Iron Mat BF ကအကုန်ဖော်ပြပေးထားပါတယ်။သူကပြီးခဲ့တဲ့6လအတွင်းယူကရိန်းကနီးပြူဟာတဲ့တစ်ခုကိုစတင်အသုံးပြုခဲ့ပြီးဒီနီးပြူဟာမှာသူတို့ရဲ့တန်ချက်ကယူနစ်ကိုဆွန့်လွှတ်ပြီ ရုရှားရဲ့ခုခံရေးတပ်ဖွဲ့တွေကိုကြီးမားတဲ့အကွာအဝေးတွေဖောက်ထွင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။တန်ကြပ်ကာရင်တွေတင်ကားတွေခြေလျင်တိုက်ခိုက်ရေးရှင်တွေအများကြီးကိုစစ်မြေပြင်မှာစွန့်ပစ်ခဲ့ရမယ်ဆိုတာသူတို့တည်ထားခဲ့တယ်လို့မတ်ဗီယက်ကယူကရိန်းရဲ့ရုရှားပေါ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးမှတ်ချက်ပေးရင်းပြောခဲ့ပါတယ်။အရင်ကဆိုရင်ဒီရင်တွေဟာရိုးရှင်းစွာဆုံးရှုံးသွားတဲ့စစ်မြေပြင်မှာကြံရိုက်ခဲ့တဲ့အကျွင်းကြံတွေပဲဖြစ်ခဲ့မှာပါ။ဒါပေမဲ့အခုတော့ယူကရိန်းက ဒီရင်တွေကိုအပိသက်ဖြတ်စည်းမခံရခင်ရုရှားကိုနောက်ဆုံးချိန်ထိခိုက်စေမယ့်နည်းလမ်းတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ပူတင်ကနယ်မြေတချို့သိမ်းပိုက်တိုင်းသွေးနဲ့ပေးဆက်ရတာပါ။ဒါကိုတသက်သေပြတာကသူ့ရဲ့စစ်တပ်ဟာယူကရိန်းကိုကျူးကျော်မှုစတင်ပြီးကတည်းကလူပေါင်း9,600,300ကျော်ဆောင်းရှုံခဲ့ရပြီးအဲ့ဒီအတွက်ရောက်လှဲ့အနေနဲ့ယူကရိန်းနယ်မြေ20ရာခိုင်နှုန်းကိုပဲသိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါဆိုရင်ယူကရိန်းရဲ့တရားကိုင်းလုံးတိမ့်ဖို့ဆိုရင်ရုရှားကစစ်သား4800ကျော်နဲ့ပေးဆက်ရတာပါဒါပေမဲ့ယူကရိန်းကအဲ့ဒီလိုမလုပ်ပါဘူးသူတို့ကသွေးမဟုတ်ပဲအင်ဂျင်တွေစီကိုသာဆုံးလွှတ်နေတာပါယူကရိန်းရဲ့ဒီနီးပြူဟာကမထင်မှတ်ထားတဲ့နေရာတွေမှာ အောင်မြင်မှုတွေယူဆောင်လာပေးနေပါတယ်ယူကရိန်းက၎င်းရဲ့မဟာမိတ်တွေစီကရရှိတဲ့တန်မိုးကြီးတဲ့အနောက်နိုင်ငံထုတ်စစ်ပစ္စည်းတွေကိုအနည်းငယ်သာဆုံးလွှတ်ပြီး ရုရှားရဲ့နေမြေတွေကိုသိမ်းယူနေပါတယ်။ဒါကိုနီးဗူဟာရီနဲ့မလုံနိုင်ခဲ့တဲ့ဒါမှမဟုတ်လုံလို့မရတဲ့အခြေအနေတွေမှာအသုံးပြုနေတာပါ။မြေပြင်စစ်ပွဲမှာနေမြေသိမ်းဖို့တမဲယိုးကြနီလန်ကတော့၃မှ၁နီးဥပဒေကိုအသုံးပြုတာပါ။ဒီနီးဥပဒေကရိုးရှင်းပါတယ်။ရန်သူစီကနေမြေသိမ်းဖို့ဆိုရင်မြေပြင်တပ်ဖွဲ့ဟာရန်သူထက်သုံးစားပုံများတဲ့စစ်သားတွေနဲ့ပစ္စည်းကရိယာတွေကိုတိုက်ပွဲတွေယူဆောင်လာရမှာပါရုရှားရဲ့ကိစ္စမှာဆိုရင ယူကရိန်းရဲ့စစ်သားတရာရှိတဲ့ခံတပ်တစ်ခုကိုတိုက်ဖို့စစ်သား300လောက်ခေါ်လာရမယ်လို့ဆိုလိုတာပါဒီနေဥပဒေရှိရတဲ့အကြောင်းရင်းကတော့ခုခံတဲ့စစ်တပ်မှာတိုက်ခိုက်သူရောက်မလာခင်ကာကွယ်ရေးစင်တွေကြိုတင်ပြင်ဆင်ဖို့အချိန်ရှိတာပါဒီကာကွယ်ရေးတွေကမိုင်းတွေအမြောက်တပ်တွေလိုအစိမ့်မြင့်ကရိယာတွေကနေတန်ဆူးကြိုးတွေတင့်ငါးတွေ ကိုတားဖို့ Dragon Stitch လို့ရိုးရှင်းတဲ့နှောင့်နှေးကရိယာတွေအထိပါဝင်နိုင်ပါတယ်ဒီလိုခုခံရေးအဆင့်တွေကိုဖျက်ချော်ဖို့ဆိုရင် တိုက်ခိုက်သူဟာသူ့တပ်ဖွဲ့ရဲ့အများစုကိုဆွတ်လွတ်ပြီးရန်သူရဲ့စစ်သားတွေနဲ့မရင်ဆိုင်ကိုင်းကင်မာရင်ဆုံးရှုံးရတတ်ပါတယ်။ပူတင်ကယူကရိန်းကျူးကျော်မှုမှာဒီနည်းဥပဒေကိုပြည့်ပြည့်စုံအောင်မလိုက်နိုင်ခဲ့ပါဘူး။သူကကြိုးစားပေမဲ့ယူကရိန်းကသူထင်ထားတာထက်အများကြီးပိုအန္တရာယ်ကြီးတဲ့ရန်သူဖြစ်လာခဲ့ပါတယ်။ရုရှားဟာယူကရိန်းစစ်သားတယောက်ကိုတပ်ဖြတ်နိုင်ဖို့သူ့စစ်သား၃ယောက်ပို့ပြီးဆုံးရှုံးနေရတာကြောင့်နေမြေသိမ်းယူမှုတွေဟာလွန်ခဲ့တဲ့၃နှစ်အတွင်းအရန်နှေးကွေးခဲ့ပါတယ်။ ဒါပေမဲ့ပူတင်ကတော့ဒီနည်းဥပဒေကိုအ ਨੇ ဆုံးစ조사လိုက်နိုင်နေပါတယ်။ MATVF ကမှတ်ချက်ပြုထားသလိုရုရှားတပ်တွေဟာတလှိုင်းပြီးတလှိုင်းဇက်တိုက်တိုက်ခိုက်မှုတွေလုပ်ဆောင်နေပါတယ်။တလှိုင်းပျက်စီးသွားရင်နောက်တလှိုင်းကိုထပ်ပို့ပြီးရန်သူကိုအားနည်းလောက်အောင်လုပ်ကနောက်ဆုံးမှာနေရာတွေကိုသိမ်းပိုက်ဖို့စ조사တာပါ။ပူတင်က3မှတ်1နီယူပရီကိုပြည်ပြေဆောင်အောင်မလိုက်နိုင်ခဲ့ပေမဲ့ဂျန်သူစီကနယ်မြေသိမ်းဖို့တမယိုးကြနီလန်ဖြစ်တဲ့ အင်အားအဆမတန်နဲ့အစုလိုက်ပြုံလိုက်ဖိအားပေးနေကို အသုံးပြနေတာပါဒီနည်းနဲ့ဆိုရင် နောက်ဆုံးမှာနေမြေတချို့ကိုတိမ့်နိုင်မှာပါဒါပေမဲ့ဒီနည်းလမ်းရဲ့အားနည်းချက်ကတော့တိုက်ခိုက်တဲ့သူမှာစစ်သားတွေနဲ့ပစ္စည်းကိရိယာတွေအများကြီးအရန်အင်အားအဖြစ်ချိထားရမှာပါဒီလိုအရန်အင်အားတွေမရှိရင်တိုက်ခိုက်တဲ့တပ်ဖွဲ့ဟာနောက်ဆုံးတင်ပါတယ်ဥပမာနှစ်မှတက်လောက်ပဲအင်အားတာမှုရှိရင် ခုခံတဲ့သူတွေကတိုက်ခိုက်သူစစ်သားတွေနဲ့ပစ္စည်းတွေကိုပိုလွယ်လွယ်ကူကူဖျက်ဆီးနိုင်ပါတယ်။ဒီလိုဆိုရင်3မှ1 new brake ကို လိုက်နိုင်ရင်ရလာမယ့်အကျိုးမြတ်ထက်လူတွေပိုဆုံးရှုံးပြီးအောင်မြင်မှုရလက်နေရတာပါ။ဒီရချက်ကပဲယူကရိန်းစစ်ပွဲတစ်လျှောက်လုံးယူကရိန်းရင်ဆိုင်နေရတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။ရုရှားမှာယူကရိန်းထက်တာလုံးနဲ့တခုပြီးတော့အားတာချက်ကတော့လူဝင် အားတာမှုပါ။အစောကပြောခဲ့တဲ့ကြီးမားတဲ့ထိခိုက်သေးဆုံးမှုတော့ဟာဒီလူဝင်အားတာမှု မှုမရှိရင်ဖြစ်ပေါ်လာနိုင်မှာမဟုတ်ပါဘူး။ပူတင်ကယူကရိန်းကိုဆက်လက်ထိုးစစ်ဆင်မှုလူဝင်အားနဲ့ပစ္စည်းတွေကိုအလဟတ်ဖြုံးနေပေမဲ့သူ့မှာအတန်အသင့်အင်အားတောင်မှုကရှိနေတော့မှာ။ရုရှားကထိုးစစ်ဆင်နေယူကရိန်းကခုခံနေဒီပုံစံဟာယူကရိန်းရဲ့စစ်စေးစစ်ရေးညံညံရီထက်မြတ်မှုတွေမရှိခဲ့ရင်ရုရှားနိုင်သည့်အထိဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့ဗိုလ်ချုပ်တွေကတခြားနိုင်ငံကိုစဉ်းစားခဲ့ပါတယ်။ သူတို့ကမြန်ဆန်နဲ့ဆိုင်ရန်တရားတက်ဆင်ထားတဲ့တပ်ဖွဲ့ငွေတွေနဲ့တိုက်ခိုက်ဖို့အဆိုပြုခဲ့ပြီးဒီတပ်ဖွဲ့တွေရဲ့အဓိကအားပါချက်ကတော့အမြန်နှုံပါပဲ MATVF ကတော့လူတွေကိုဆုံးရှုံးမဲ့အစားစစ်ပစ္စည်းတွေကိုဆွန့်လွတ်ပြီးတတ်မှတ်ထားတဲ့တိုက်ခိုက်ရေးယာဉ်တွေကိုတတ်မှတ်ထားတဲ့ရလက်အနေငယ်အတွက်လဲလှယ်ကပိုရောက်ပိုထိရောက်တယ်လို့ဆိုပါတယ်ဒီလိုလှုပ်ချင်းအဖြစ်3ကီလိုမီတာကနေ9ကီလိုမီတာလောက်ရှိတိုးပြီးရွာတရွာဒါမှမဟုတ်နေရာတစ်ခုကိုတင်ပိုင်နိုင်ပါတယ်အရင်ကပြောခဲ့သလိုပဲ ်ယူကရိန်းကသမရိုးကြစည်ရေးယူဆတွေကိုအပြည့်အဝပြောင်းလဲပစ်လိုက်ပြီးအံအားသင့်စရာရလဒ်တွေကိုရရှိထားပါတယ်ဒီနီးဗျူဟာရဲ့အဓိကအချက်ကတော့ Bradley Chilean တိုက်ခိုက်ရေးရှင်တွေ IFVS3 ပါပဲ2024ခုနှစ်နိုဝင်ဘာလအထိအမေရိကန်ကယူကရိန်းကို Bradley တိုက်ခိုက်ရေးရှင်အနည်းဆုံး300ပေးရခဲ့တယ်လို့ယူဆရပါတယ်ဒီရင်တစည်းချင်းစီဟာသူ့ဘက်ကသူအထင်ကြီးစရာပါ 1983ခုနှစ်မှာအမေရိကန်စစ်တပ်ထဲစတင်အသုံးပြုခဲ့တဲ့ Bradley ဟာနှစ်တွေအတွင်းအကြိမ်ပေါင်းများစွာပြုပြင်မိုးမှန်မှုတွေပြုလုပ်ခဲ့ပါတယ်။ယူကရိန်းမှာအဓိကအသုံးပြုနေတဲ့အခြေခံ version မှာဗဟိုမှာလှည့်နိုင်တဲ့လက်နက်စင်တစ်ခုရှိပြီးညာဘက်မှာတနတ်သမားထိုင်ဖို့နေရာပါပါတယ်။ဒီလက်နက်စင်က360ဒီဂရီလှည့်ပတ်နိုင်ပြီးအမြင့်တောင်က10ဒီဂရီကနေ60ဒီဂရီထိရွှေ့ရှားနိုင်ပါတယ်။ ဒီဆင်မှာ25 mm Bashmaster ဆက်တနက်တက်လက်တက်ဆင်ထားပြီးဒီတနက်ကတက်ဖွဲ့အများစုကို အပိုင်းပိုင်းဖြက်စီးနိုင်တဲ့စွမ်းအားရှိပါတယ်။ထပ်လောင်းအားဖြင့်ကိုညာဘက်တနက်သမားတွေက9.6 mm ဆက်တနက်တက်လက်လေးတက်ဆင်ထားပါတယ်။ဘဲဘက်မှာတော့ wire joint နဲ့ထိန်းချုပ်တဲ့ဒုံးကျည်ပစ်လို့ရေးစင်နှစ်ခုရှိပြီးရေမှာ shock ဘုံ၈လုံးရှိတာကြောင့်ရေမုန်းသူဟာရေမောင်းသူဟာရှောင်းတိန်ရင်လှုပ်ရှားနိုင်ပါတယ်။ အကာအဝယ်ပိုင်းမှာတော့ Bradley မှာအလှော်ပေါင်းဆက်တန်ချက်ကာတွေတက်ဆင်ထားပြီးဒုံးကျည်ပြည့်လွတ်တဲ့လက်နက်တွေ30မီလီမီတာကြည်တန်တွေ155မီလီမီတာအထိရှိတဲ့အမြောက်ကြီးစတာတွေကိုခုခံနိုင်ပါတယ်။ဒါအပြင်ဒီရင်ရဲ့ဒုတဲ့ကြီးမားပေမဲ့အန်ဟောစရာကောင်းလောက်အောင်မြန်ဆန်ပါတယ်။အခြေခံ Bradley IF Fury ဟာတနအီမှာ40တမိုင်အထိမောင်းနှင်နိုင်ပြီး298မိုင်အကွာအဝေးထိသွားလာနိုင်ပါတယ်။ Bradley ဟာကမ္ဘာပေါ်မှာအကောင်းဆုံး IFB တော့မဟုတ်ပါဘူး1983ခုနှစ်မှာစတင်မိတ်ဆက်ပြီးကလေးကနည်းနည်းခင်းအောင်ကြသွားပြီးနောက်ပိုင်းထွက်ပေါ်လာတဲ့တခြားရင်တွေကဒီကားကိုကြော်တက်သွားခဲ့ပါတယ်ဒါပေမဲ့ယူကရိန်းတပ်ဖွဲ့တွေရုရှားရဲ့ခုခံရေးတပ်တွေကိုထိုးစစ်ဆင်တဲ့အခါမှာရောပို့ရေးကြည့်တာကရုရှားရဲ့စစ်ရန်တရားတက်ဆင်ထားတဲ့တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကိုခုခံတဲ့အခါမှာပါလုံလောက်တဲ့ပြစ်ခတ်အားနဲ့တန်ချက်ကအကာအကွယ်တွေကိုပေးစွမ်းနိုင်ပါတယ် ဒါပေမဲ့ယူကရိန်းက DIFV တွေကိုသူတို့ရည်ရွယ်ထားတဲ့ပုံစံတိုင်းအသုံးမပြုပါဘူး။သူတို့ရဲ့အန်ဩစရာထူကြပြီး Mad Max Style နီးပြီးခါကခြေလင်းတရင်တစ်ခုကနေစတင်တိဆောက်ထားတာပါ။ဒီတရင်မှာစစ်ပစ္စည်းကရိယာ15ကနေ25ခုလောက်ထိပါဝင်ပြီး Bradley ရင်တွေဟာအဲ့ဒီထဲမှာအများစုကိုဖြည့်ဆွမ်းပေးထားပါဗျ။ယူကရိန်းကတခြားတန်ကြပ်ကားရင်တွေကိုလည်းအသုံးပြုပါတယ်။ ဥပမာအားဖြင့်တည်ရင်တစ်ခုစီမှာအင်ဂျင်နီယာရင်အများဆုံး3စီးပါဝင်ပါတယ်။ဥပမာ American ထုတ် Max Pro လိုရင်တွေဒါမှမဟုတ် Ukraine ထုတ် BDR4E Beige Forlux လိုတန်ချက်ကရင်တွေပါ။ဒီရင်တွေဟာအ ਨੇ ဆုံးမိုင်းပေါက်ကွဲမှုကိုခံနိုင်ရရှိတဲ့စံချိန်နဲ့ကိုက်ညီရပါတယ်။တင့်ကားတွေဟာဒုတိယအဆင့်ခန်းကဏ္ဍမှာပဲပါဝင်ပြီးတစ်ခါတလေလုံးဝမပါဝင်တာလည်းရှိပါတယ်။ မတ် VF ကတော့တင်ကားတွေဟာနှိကွေးပြီးလေးလံတယ်။တည်ယူပို့ဆောင်နိုင်စွမ်းလေးနေပါတယ်လို့ဆိုပါရယ်။တည်ယူပို့ဆောင်ရေးကပထမဦးစားပေးဖြစ်ပြီးတနည်းအားဖြင့်ယူကရိန်းရဲ့ Mad Max နီးဗျူဟာမှာအမြန်နှုံးကအဓိကပါပဲ။အဓိကတာဝန်ကတော့ခြေလျင်တပ်ဖွဲ့တွေကိုတိုက်ခိုက်မဲ့နေရာကိုအမြန်ရွှေ့ပြောင်းပေးဖို့ဖြစ်ပြီးဖြစ်နိုင်ရင်တိုက်ခတ်အားဖြည့်ပေးဖို့ပါ။ဒါကြောင့်မဲ Bradley ရင်းတွေဟာဒီထိုးစစ်တွေအတွက် ယူကရိန်းရဲ့နံပါတ်1ရွေးချယ်မှုဖြစ်လာပါရယ်။ ဒီရင်တစည်းကစစ်သား6ယောက်ထိတင်ဆောင်နိုင်ပြီးဘရက်ဒလေး12စီးရှိရင်စစ်သား82ယောက်ကိုတိုက်ခိုက်နိုင်မယ့်နေရာကိုအလှည့်အမြန်ပို့ဆောင်နိုင်ပါတယ်။ဒါပေမဲ့ဘရက်ဒလေးတွေကိုချက်ချင်းမတုံပါဘူး။ပထမဆုံးယူကရိန်းက၎င်းရဲ့အင်ဂျင်နီယာရင်အနေငယ်ကိုအသုံးပြုပြီးဘရက်ဒလေးရဲ့လမ်းကြောင်းမှာရှိတဲ့မိုင်းကွင်းတွေကိုရှင်းလင်းပါတယ်။ဒါအပြင် IFV ရဲ့တိုးတက်မှုကိုဟန့်တားနိုင်တဲ့ကွန်ကရစ်ဓာတ်ဆူတွေကိုလည်းဖယ်ရှားပေးပါတယ်။ ဒီအဆင့်မှာပထမဆုံးစွန့်လွတ်မှုတွေဖြစ်ပေါ်ပါတယ်။ယူကရိန်းဟာမိုင်းရှင်းလင်းရေးလုပ်ငန်းတွေလုပ်တဲ့အခါအင်ဂျင်နီယာယင်တချို့ကိုဆုံးရှုံးရလေးရှိပါတယ်။ဒါပေမဲ့နောက်ထပ်ဖြစ်လာမယ့်ရလဒ်တွေနဲ့ရှင်ရင်ဒီဆုံးရှုံးမှုကလက်ခံနိုင်စရာပါ။အင်ဂျင်နီယာယင်တွေက၎င်းတို့ရဲ့တာဝန်ပြီးဆုံးတဲ့အခါဘရက်ဒလီတွေကနောက်ကလိုက်လာပါတယ်။ဒီယင်တွေမှာမိုင်းပေါက်ကွဲမှုကိုခံနိုင်ရည်အနည်းငယ်ရှိတာကြောင့်အင်ဂျင်နီယာယင်တွေလွဲချော်ခဲ့တဲ့မိုင်းတစ်လုံးကြောင့် IFV ယင်တစ်စီးထိမှန်ခဲ့ရရင်တော့ အထဲမှာတင်ဆောင်လာတဲ့ခြေလျင်တက်ဖွဲ့တွေအသက်ရှင်ကျန်ရစ်နိုင်ပါတယ်။ဒီတက်ဖွဲ့တွေဟာခြေကျင်လမ်းလျှောက်ပြီးတိုက်ခိုက်မဲ့နေရာကိုဆက်သွားနိုင်ပါတယ်။ဒါပေမဲ့အများစုကတော့ Bradley ရင်တွေနဲ့အတူသွားရမယ့်နေရာကိုရောက်ရှိသွားကြပါတယ်။မိုင်းထိမှန်ခဲ့တဲ့ Bradley တွေကို အများအပြားစစ်မြေပြင်မှာစွန့်ပစ်ထားခဲ့ပါတယ်။ယူကရိန်းကဒီရင်တွေကိုစွန့်လွှတ်ပြီးသူတို့ရဲ့တက်ဖွဲ့တွေကိုလိုအပ်တဲ့နေရာကိုရောက်အောင်ပို့ဆောင်ပေးတာပါ။ တကယ်တိုက်ခိုက်မှုကတော့ယူကရိန်းကတန်ချက်ကာရင်တွေနဲ့ရုရှားရဲ့ခုခံရေးလိုင်းတွေကိုဖျက်ချော်တဲ့အခါစတင်ပါတယ်။ Bradley Reaper ရဲ့တန်ချက်ကာရင်နဲ့ဟာ၎င်းတို့ရဲ့ပြင်းထန်စီအပြေးလွှာဥတီသွားပါတယ်။အကောင်းဆုံးကတော့ Landmark တွေကိုအသုံးပြုပြီးသွားတာဖြစ်ပေမဲ့လိုအပ်ရင်လွင်တီးပြင်ကွင်းပြင်တွေကိုလည်းဖျက်ချော်သွားပါတယ်။ဒီမှာ IFV ရဲ့အမြန်နှုံးကအဓိကအခန်းကဏ္ဍကပါဝင်ပါတယ်။ ဒီရင်တွေရွေရှားနေတဲ့အခါရုရှားရဲ့ drone တွေဒါမှမဟုတ်အမြောက်တွေကထိမှန်ဖို့ခက်ခဲစေပါတယ်။ဒါပေမဲ့ရုရှားကလည်းဒီရင်တွေကို တားဖို့ကြိုးစားနေတာကိုရှက်မထားပါဘူး။ drone တွေထုတ်သုံးမယ်။ Bradley အချို့လည်းထိမှန်ပျက်စီးသွားမယ်။ဒါပေမဲ့ဒီရင်တွေရဲ့တန်ချက်ကကအထဲမှာပါလာတဲ့စစ်သားတွေကိုအကောက်အွယ်ပေးနိုင်တာကြောင့်သူတို့ဟာရင်ကိုစွန့်ခွာပြီးရုရှားရဲ့ခုခံရေးနေရာစီခြေကျင်လျှောက်ပြီးထိုးစစ်ဆင်ကြပါတယ်။ထိမှန်မခံရတဲ့ Bradley တွေကတော့ ပြစ်မှတ်စီဆက်လက်တလှမ်းပြီးကြံရှိတဲ့ခြေလျင်တပ်ဖွဲ့တွေရင်ဘော်ကဆင်သက်ကြပါတယ်။ကြံတဲ့ Bradley Ray ကိုအခြေချစခန်းကိုပြန်ပို့ပြီးသုံးမြရတဲ့ရင်တွေကိုတော့စွန့်ပစ်ထားခဲ့ပါတယ်။ဒါဟာထိုးစစ်ဆင်တဲ့နီးပြီးခွာတစ်ခုဖြစ်ပြီးစစ်ရေးသုံးသက်သူအများစုအတွက်အံ့ဩစရာကောင်းလောက်အောင်ယူသွတ်တဲ့နီလန်တစ်ခုလို့ထင်ရပါတယ်။ဒါပေမဲ့ဒီနီးပြူဟာကိုယူကရိန်းက Belgorod နဲ့ Kax မှာအကြိမ်ပေါင်းများစွာအသုံးပြုခဲ့ပါတယ်။ဒီအောင်မြင်မှုရဲ့အဓိကအကြောင်းကတော့ ရုရှားရဲ့နယ်စပ်ခုခံရေးတွေကိုဘလို့စီစဉ်ထားတယ်လဲဆိုတာပါရုရှားကမိုင်းဝင်းတွေကိုအဓိကအာကိုပြီးအနှဲငယ်သောတပ်ဖွဲ့တွေနဲ့ပဲနယ်မြေတွေကို ခိုင်မာအောင်လုပ်ထားတာကြောင့်ယူကရိန်းတွက်ခွင့်ရွေးတွေပေါ်ပေါက်လာပါတယ်ဒီမြန်ဆန်တဲ့နီးပြူဟာကရင်းတချို့ကို တခါတလေဆုံးလို့ရတာကိုခွင့်ပြုပြီးထင်တာထက်အများကြီးပိုအောင်မြင်နေပါတယ်ဆိုင်ရန်တရားတော့ထိုးစစ်ဆင်မှုတိုင်းဟာအကျန်းအားဖြင့်စင်တူပုံပေါက်ပါရယ် မတ် VVF ကအဲ့ဒီလိုမျိုး ရှင်းပြပါတယ်။ဒါပေမဲ့အသေးစိတ်အချက်တွေမှာအဓိကရှိပါတယ်။ဒီအသေးစိတ်အချက်တွေထဲမှာယူကရိန်းကစစ်သားအနေနဲ့ပဲစောင့်ကြပ်ထားတဲ့နယ်စပ်ဒေသတွေကိုညံရီထက်မြက်စွာရွေးချယ်ရလဲပေါင်းဝင်ပါတယ်။ဒါအပြင်ရုရှားကမကြသေးခင်ကမှတင်ထားတဲ့နယ်မြေတွေကိုလည်းဒီနီးဗျူဟာနဲ့တိုက်ခိုက်ပြီးရုရှားမှာအမြောက်တွေဒါမှမဟုတ်တခြားခုခံရေးအဆင့်တွေတိစောက်ဖို့အချိန်နည်းနည်းပဲရှိတာကိုခွင့်ကောင်းယူပါတယ်။ ဒါရီပြင်ယူကရိန်းကရုရှားရဲ့စာအုပ်တွေကို တာဝေးတုံးကျင်တွေနဲ့ဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာရုရှားရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုအနှောက်အယှက်ပေးပြီး၎င်းတို့ရဲ့ခုခံရေးတပ်ဖွဲ့တွေကိုအားနည်းစေဖို့ရည်ရွယ်ထားတာပါ။ဒါရီအားလုံးကို Mad Max နီးဗျူဟာရဲ့မြန်ဆန်မှုနဲ့ပေါင်းစပ်လိုက်တဲ့အခါဒီဆိုင်ရန်တရားတက်ဆင်ထားတဲ့ရင်းနှီးဟာအရန်သိငယ်တော်နဲ့ယူကရိန်းရွေးချယ်တဲ့ပြည်မှတ်တွေရဲ့သဘောတဘာဝကြောင့်ဒီနီးဗျူဟာဟာအောင်မြင်မှုရဖို့ခိုင်မာတဲ့နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ ယူကရိန်းက Mad Max နီလန်ကအလုပ်ဖြစ်တယ်ဆိုတာကိုထက်ခါထက်ခါသက်သေပြပြီးနောက်ဆုံးဥပမာကိုလွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲတွေ့ရပါတယ်။မေလ6ရက်နေ့မှာ Australia ရဲ့ SBS News ကဖော်ပြခဲ့တဲ့အတိုင်းယူကရိန်းကကတ်စတီတာမှာရုရှားကိုစန့်ကျင်တဲ့မြေပြင်ထိုးစစ်အသစ်တစ်ခုကိုစတင်လိုက်ပါတယ်။ဒါဟာပူတင်အတွက်ကြီးမားတဲ့ထိခိုက်မှုတစ်ခုပါပဲ။သူ့တပ်တွေကယူကရိန်းတပ်ဖွဲ့တွေကိုရက်တစ်ပတ်အနည်းငယ်ကမှကတ်ကနေနှင်ထုတ်နိုင်ခဲ့ပြီး ဒီဒေတာမှာနောက်ထပ်တိုက်ခိုက်မှုတွေစိတ်ပူစရာမလိုတော့ဘူးလို့သူထင်ထားခဲ့ပုံရပါတယ်။ဒါပေမဲ့ပူတင်အတွက်မှားသွားခဲ့ပါတယ်။ရုရှားရဲ့ Telegram ကစစ်ပတ်ဆိုင်ရာဘလော့ဂါတွေက Ukraine လုံဆောင်ခဲ့တာတွေကိုဖော်ပြထားပါတယ်။ရန်သူကညဘက်မှာဒုံးကျည်တွေနဲ့တံတားတွေကိုဖောက်ခွဲဖြန့်စီပြီးမနက်ခင်းမှာလက်နက်ကင်တပ်ဖွဲ့တွေနဲ့ထိုးစစ်ဆင်မယ်လို့ကြေညာခဲ့တယ်လို့ Army of Vanguard ဆိုတဲ့ Telegram အကောင့်ကအကြေသားထားပါတယ်။ မိုင်းရှင်လေးရင်တွေကမိုင်းကွင်းထဲမှာလမ်းကြောင်းတွေဖောက်လို့ပြီးနောက်မှာစစ်သားတွေတင်ဆောင်လာတဲ့တန်ချက်ကရင်တွေလိုက်ပါလာတယ်။အခုနယ်စပ်မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဆိုပါရတယ်။ယူကရိန်းရဲ့ Bad Max နီးပြူဟာတဲ့ရဲ့အစိတ်ပိုင်းတိုင်းဟာဒီမှာအလုံးလုံးနေပုံရပါတယ်။သူတို့က Kars မှာရုရှားစစ်သားတွေစီထောက်ပံ့ရေးပစ္စည်းပို့ဖို့အသုံးပြုတဲ့အထက်ကတရားတစ်စင်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ မိုင်းရှင်းလင်းရေးရှင်တွေကနေဆက်စီ IFV ရေမောင်းနေနိုင်ဖို့လမ်းကြောင်းတွေရှင်းလင်းပေးခဲ့ပြီးယူကရိန်းရဲ့စစ်သားတွေကရုရှားစစ်သားတွေနဲ့တိုက်ရိုက်ထိတိုက်ရင်ဆိုင်ဖို့ထွက်လာကြပါတယ်။အခုချိန်ထိဒီတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပုံရပါတယ်။ရုရှားရဲ့တော်ကီနိုရွာနီးမှာ အစီအစဉ်တိုင်းအကုန်အစင်ပြေသွားမယ်ဆိုရင်ယူကရိန်းဟာကာစီယက်ဒစိတ်တစ်ပိုင်းကိုမကြခင်မှာပြန်လည်သိမ်းယူနိုင်မှာပါ။ပူတင်နေနဲ့ဒါကိုအံ့ဩစရာမလိုပါဘူး။ ကာစီရဲ့သိငယ်တဲ့ဒေတာမှာဖြစ်ပေါ်နေတာဟာ2024ခုနှစ်အော်ဂူလာကယူကရိန်းက Max Max နီးပြူဟာကို ပထမဆုံးကြိမ်အသုံးပြုတဲ့အချိန်ကဖြစ်ရတွေ့ရဲ့ထပ်ခါတလဲလဲပဲဖြစ်ပါတယ်။ယူကရိန်းဟာပထမဆုံးကတ်စ်ကျူးကျော်မှုမှာ Max Max နီးပြူဟာကိုစတင်အသုံးပြုခဲ့တာကြောင့်ကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့ပါတယ်။သုံးမှတ်တဲ့နီးဥပဒေကိုဘေးဖယ်ထားပြီးသိငယ်တဲ့ဆိုင်ရန်တရားတက်ဆင်ထားတဲ့တပ်ဖွဲ့ဝင်တွေကိုအသုံးပြုခဲ့တာပါ။ ဒီတပ်ဖွဲ့တွေဟာရုရှားနဲ့ယူကရိန်းနယ်စပ်ကိုတပြိုင်နက်တိုက်ခိုက်ခဲ့ပြီးယူကရိန်းကပိုကြီးတဲ့တပ်ဖွဲ့တွေကိုခရက်စနိုယားထဲကိုဝင်ရောက်နိုင်ဖို့လိုအပ်တဲ့အကွာအဝေးတွေဖောက်ထွင်းပေးခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။